ုရဲ့တခင်ကကားလိုက်ကိုမထမ်းခင်မှာသူ့ကိုချာဖို့နဲ့ရိုက်တယ်။နော်အချိန်ချင်းသူကဒီတကူလုံးကရစရာမရှိအောင်ခြေမွားပြီးတော့မှကားလိုက်ကိုတင်တယ်ပြီးတန်နဲ့ရိုက်ခံရတယ်။လူတွေလုံးဝဘယ်လိုပြောမလဲလူစိုးတခုချဘိုးကိုကားလိုက်တဲ့ကတည်းကကျွန်တော်တို့ရဲ့တခင်ကကျွန်တော်တို့ရဲ့ကိုစားကားလိုက်ကတကယ် suffering ကျွန်တော်တို့အတွက်အသေးခံတော့ဟိုဘယ်လိုပြောမလဲအင်မတန်မှရက်ဆက်ချက်ကျုပ်စွာအသေးခံခဲ့ရတဲ့တခင်ဖြစ်တယ်။အဲ့ဒီအကြောင်းကျွန်တော်တို့ ပြန်ပြီးတော့အဲ့ဒီအစီအစဉ်ရေးနဲ့ဒီတစ်ပတ်တာကိုသူတို့နှလုံးသားကိုပြင်ရဝင်ဖို့ဖြစ်တယ်ရှေ့တစ်ပတ်။ဆိုတော့ရှေ့တစ်ပတ်ဆန်လေးရပါလဲဆိုတော့ Easter ဖြစ်တယ်ကျွန်တော်အားလုံးသိသိတယ်။ Easter တနည်းအားဖြင့်ပါပြောလဲဆိုတာဘယ်လိုခေါ်လဲဆိုတော့ Resurrection Day လို့ခေါ်တယ်။လာမယ့်တစ်ပတ်မှာသခင်ရှုပါကျွန်တော်တို့ဒီတစ်ပတ်လုံးမှာကျွန်တော်ပြီးလို့ရှိရင်ကျွန်တော်နှုတ်ပတ်တော်ဒီနေ့အတွက်ဒီ Pan Sunday နဲ့နှုတ်ပတ်တော်ရှိတယ်ပြီးရင်နောက်ဆုံးမှာကျွန်တော် ရှေ့တစ်ပတ်မှာတနင်္လာနေ့ရနေစန်ဒေးကျူယေရှုဘလို့အသက်ရှင်ခဲ့တယ်ဘာလုပ်ခဲ့လဲဆိုတာကိုကျွန်တော်အတူတူပြန်ရှင်းဝင်ရမှာနော်အဲ့ဒါမှာရှေ့လာမယ်နှုတ်ဘတ်တော်လာတဲ့ခါမှာကျွန်တော်တို့ချိန်ပြီးသွားမှာနော်အဲ့ဒါလေးလည်းကျွန်တော်အရင်ဆုံးကြိုပြီးတော့ပြောပြချင်တယ်ဆိုတော့ဒီနေ့ကျွန်တော်နှုတ်ဘတ်တော်ကိုအရင်တွားဖို့ရတယ်နော်ရှင်မာသိခရစ်အခန်းကြီး27အငယ်7ကနေ7ကိုကျွန်တော်တို့အဓိက highlight လိလာမှာဖြစ်တယ်ဆင်ကျင်မှာဖြစ်တယ်ဘာလဲဘာလဲဆိုတော့အဲ့ဒီအချိန်မှာသခင်ကျော်ရရဲ့သခင်ကဒီယေရုရှလင်မြို့ကိုဝင်လာဘလို့ဝင်လဲဘာကြောင့်ဝင်လာလဲအဲ့ဒီအရာကကျွန်တော်တို့ယုံကြည်သူတွေအောင်သခင်ယေရှုကြွလာတာအဲ့လောက်ပဲမဟုတ်ပဲねအဲ့ဒီအဖြစ်အပျက်ကလွန်ခဲ့တော့သခင်ယေရှုအဲ့ဒီမလာခင်မှာနှစ်ပေါင်းအာ900ကျော်လောက်က prophet ထူထားတဲ့အရာကပြည့်စုံဖြစ် ။ဒါကြောင့်ဒီနေ့ကျွန်တော်တို့လောကမှာတက်ရှင်ခရိယန်တွေကဒီနေ့သမာပြားကိုစစ်စစ်ကြည့်နေတဲ့သူတွေကအနောက်ဆုံးသောအချိန်ကာလနီးပြီးနီးပြီးဆိုတော့အအောင်ပြောပြီးကြည့်ရတယ်။နှုတ်ဘတ်တော်ကျွန်တော်ကဖတ်ပြီးဟာငလင်းနေလှုပ်တယ်စစ်တင်ဖြစ်နေတယ်အစာရေစာရေခေါင်းမာတယ်ဒါတွေကျွန်တော်တို့ကအဲ့ဒီစင်တာတွေကြည့်တာကတခင်ပြန်ကြွလာတယ်အဲ့ဒီသဘောတရားကိုသိတယ်လို့လေဒီရှင်မသက်ခရစ်ဝင်ခန်းကြီး27ကိုကျွန်တော်လေ့လာတဲ့အခါမှာလေအဲ့ဒီမှာရှိတဲ့လူအုပ်ကြီးကကျွန်တော်တင်တဲ့ဟိုဟာ စလိုက်ကိုမှားနေပြီနောက်ဆုံးအာမင်ရောက်သွားတယ်ဗျာတက်တက်ပဲတော့အဆုံးတက်ခိုင်းတာလားဒီတော့ဘီဆိုအစ်မဖေးနဆက်တဲ့ပေါ့နော်အစမှာအဲကြည့်ရတယ် UOG အဲ့ဒီမှာ U အမျိုးမျိုးရှိတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်နော်ဆိုတော့အဲ့ဒီကားတိုင်းမတက်ခင်နေ့မှာတန်တွေကတ်ကိုလူတွေကတနည်းအားဖြင့်တစ်ကိုင်းတစ်ခွက်တွေကိုချိုးပြီးတော့ခင်လာမဲ့နေရာမှာ အာဖြန့်ချက်ထားတယ်ပြီးတော့အဲ့ဒီမြဲကလေးဆိုတော့စဉ်းစားကြည့်ပါအဲ့ဒီ scenario ကလေလွန်ခဲ့တဲ့ prophet ပြုချက်1900เนาะ1900ကျော်မှာဘသူက prophet ပြုထားလဲဆိုတော့ဇာခရီဆိုရယ် prophet က prophet ပြုထားတဲ့နေရာကဒီရှမသဲ27မှာဖြစ်တယ်ဒါဆိုရင်အဲ့ဒီနှုတ်ဘတ်တော်เนาะဒီနှုတ်ဘတ်တော်ကိုဖတ်နေတဲ့တနည်းပြဂျူးလူမျိုးတွေဒီနှုတ်ဘတ်တော်ကိုစစ်စစ်ကြည့်နေတဲ့သူတွေကဘာတိလဲဆိုဟာအခုလာနေတဲ့တခင်က မြဲစီးလာတယ်ဒီຢာကဟုတ်လွန်ခဲ့တဲ့ prophet ဖြစ်ထားတဲ့အရာမဟုတ်ဘူးလားဒါဆိုရင်ဘသူတွေကသိလဲဆိုတော့ဒီ prophet ပြုချက်ကိုစစ်စစ်ကြည့်နေတယ်လူတွေကသိဟာဒါငါတို့ရဲ့တခင်ဒါ prophet ဖြစ်ထားတဲ့တခင်ဒါပြီးဆိုတော့သိဒါပေမဲ့ဘသူတွေကမသိလဲဆိုတော့စစ်စစ်မကြည့်ရဘူးဒါကျွန်တော်တို့ဒါပြီးတော့စင်ကျင်တဲ့အခါမှာဒီသုံးစုပွဲသွားတယ်အဲ့တုံးစုကဘသူတွေအဲ့ဒီစုထဲမှာဘသူတွေကျွန်တော်တို့တွေကဘယ်ထဲမှာပါအဲ့ပြင်ဆင်ဖို့ဖြစ်ဆိုတော့ တော့ဒီနေ့လေ့လာမယ်အဲ့ဒီနှုတ်ဘတ်တော်ကိုတခြားကျမ်းပြန်ကျမ်းပြန်ကျမ်းနေပါမယ်ကျွန်တော်အအခြေရတဲ့သူတွေပြန်ကိုယ့်အကူလေ့လာလို့ရတယ်ဒီနေ့ကျွန်တော်တို့လေ့လာမှာကရှင်မသက်27အငယ်1ကနေ27ဖြစ်တယ်ဆိုတော့ကျမ်းပြန်လေ့လာခြင်းနဲ့သူတွေမှတ်ချင်တယ်ဆိုရင်တော့ရှင်မကုတွေ့ဝင်ခန်းကြီး27အငယ်1ကနေ27မှာလည်းဒီကျမ်းပိုင်းအကျမ်းပြန်တော့ဒီဖြစ်ရပ်ကိုသွားဖတ်လို့ရတယ်ရှင်လုကာ19 ငယ်28ကနေ40မှာသွားဖတ်ရင်လည်းဒီအကြောင်းအရာကိုတွေ့မှာဖြစ်တယ်။ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး7ငယ်7ကနေ19သွားဖတ်ရင်လည်းဒီအကြောင်းအရာကိုတွေ့ရမှာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ဒီနေ့ရှင်မသက်ခရစ်ဝင်ခန်းကြီး27ကိုကျွန်တော် highlight လုပ်မှာဖြစ်ပါမယ်။ဆိုတော့ဒီနေရာမှာကျွန်တော်တို့အတူကအာဒီပုဂ္ဂတ်ကိုဒီကွာစသွားကြည့်အောင်ဒီဖတ်ကြည့်အောင်။ဆိုတော့ရှင်မသက်ခရစ်ဝင်ခန်းကြီး20 27အငယ်တိကနေ ငယ်တစ်ကနေခုနှစ်ပေါ့နော်အရင်ဆုံးကျွန်တော်တွားကြည့်မယ်ဒီ slide မှာတစ်ကနေ3ချီပေါ့နော်တွေ့ရင်ဒီဘာဖတ်ကြည့်အောင်ယေရုရှလင်မြို့အနီးသို့ချင်း၍တန်လင်းကြောင့်ရှေ့ရင်၌ရပ်ပါမီရာကိုရောက်ကြတော်ကယေရှုသည်တပည့်တော်နှစ်ယောက်တို့ကိုဆင်လွတ်၍သင်တို့ရှေ့၌ရှိသောကျွာကိုတွားကြသူကျွာ၌ရှိနောင်ရဲ့ရှိသောမြေမနှင့်မြေကလေးကိုသင်တို့သည်ဆက်ချင်းတွေ့လိမ့်မည် ေချို့ကိုကြည်၍ငါချံတို့ဆောင်ခဲ့ကြသူတပါးသည်တင်တို့အားသုဆုံးတစ်ခုကိုဆိုရင်တခင်အလိုရှိသည်ဟုပြန်ပြောကြတော့ထို့သို့ပြောနေထို့သူသည်ချက်ချင်းပြေးလိုက်သည်ဟုမှားထားတော့ဆက်ပတ်ချီအောင်နောက်စလိုက်ဟုအငယ်လေးထို့အကြောင်းရာမူကားတင်၏ရှင်မင်းကြီးသည်ငဲမနှင့်ငဲကလေးကိုစီး၍ညဉ့်ညက်တဲ့ွေသောစိတ်နှင့်တင်ရှိရာကိုကြွလာတော်မူသည်ကိုကြည့်ရှုတော် ဇီးအုပ်တို့တပီအားပြောကြမောသောပရောဖက်၏လှုပ်ကြွပြည့်စုံမှုကြောင့်ဖြစ်သည်ချောက်တပြည့်တော်တို့ဤတွား၍အမိန့်တော်အတိုင်းပြုသည်ဖြင့်ယေမာနေမြေကလေးကိုဆောင်ခဲ့၍ယေချိုးပေါ်မှာမိမိတို့ဘုဘုကိုခြင်းချပြီးလေကိုတော်ကြီးစီတော်ဆိုတော့တချောင်းတချောင်းကြီးစီဖတ်တဲ့အခါမှာတကယ်ကျွန်တော်တို့အဲ့ဒီနှုတ်ပတ်တော်လေးကိုစိတ်ဝင်ပြီးစဉ်းစားကြည့် သခင်ယေရှုကသူ့ရဲ့တပည့်တော်နဲ့အစီအတံတောင်းဆင်းလာပြီးတော့ဘယ်လိုလာတယ်ဆိုအခုယေရုရှလင်မြို့ကိုရှေ့ကတတိယပြည်ဝင်လာပြီအဲ့မှာဘက်ဖာကီကျွာဆိုတဲ့နေရာကိုရောက်တယ်ဆိုတော့အဲ့မှာအဲ့ဒီကျွာရဲ့အတိတ်ပဲရှိဘက်ဖာကီကျွာဆိုတဲ့အတိတ်ပဲပါလို့ဆိုတော့ကျွန်တော်တို့ commentary မှာလေ့လာတဲ့အခါမှာ house of and driven fix တတိယပြည်သခင်ယေရှုကအဲ့ဒီမြို့ကိုဝင်ပြီးတော့ဆက်ကျွန်တော်တို့အခုဒီဒီနေ့ကျမ်းပိုင်းအဖြစ်ပေါ့နောက်ဆက်ဖတ်လို့ရှိရင်မှာတော့တွေ့ပြီလေဆိုတော့ အာတပန်းပင်ကိုတခင်ယေရှုချိန်တဲ့အရာကိုတွေ့တယ်။အဲဒီချိန်တဲ့အရာကိုတွေ့လိုက်တယ်ဆိုတော့အဲဒီခုဘက်ဖေကဘက် sorry ဘက်ပါကီယွာဆိုရဲ့အတိတ်ပြန်ပါလဲဆိုတော့အဲဒီတပန်းပင်ကမတည်ဘူးမပွင့်ဘူးဆိုတဲ့အတိတ်ပြန်ကိုပြောတာဖြစ်တယ်။အဲဒီဘက်ပါကီယွာဆိုရဲ့အတိတ်ပြန်ဒါတနည်းပြပြောလို့ပြောလဲဆိုအဲ့ဒီနေရာမှာရှိတဲ့အဲဂျူးလူမျိုးတွေကအေဝံဂေလိကျောင်းကိုလက်မခံတဲ့ တီးမတီးတဲ့အခါမှာအဲ့ဒီအဝင်ကင်ကြီးကြီးကကျွန်တော်တို့စီရောက်တပားမျိုးသားစီကိုရှောက်လာတယ်ဆိုရင်အိတ်ပဲကိုပုံဆောင်ထားတဲ့အိမ်ဖြစ်တယ်ဆိုတော့အဲ့မှာဆက်ကြည့်တဲ့အခါမှာယေရုယေရှုကအပြည့်တော်တရားတော်ကိုဆင်လွတ်တယ်ပထမဆုံးသူပါပြောလဲဆိုတော့သွားကြအဲ့ဒါကသခင်ယေရှုဒီနေ့ကျော်တို့ကိုနောက်ဆုံးတော့ကောင်းကင်မှာတက်ခင်မှာပြောသွားတဲ့အရာပဲဒါလဲဆိုတော့ရှင်မသက်ခွင့်အခန်းကြီး28ငွေ78 29 20မှာဆိုရင်သင်တို့ဒီသွား၍ အဲ့ဒီသွားပြီးသွားချဆိုရင် go ဆိုတဲ့ဟာကဒီနေရာမှာလဲသွားချဆိုတဲ့တခင်ရဲ့မိမာဖြစ်ရှင်ဆိုတော့အဲ့ဒီမိမာခြင်းနဲ့သူ့ရဲ့တပည့်တော်တယောက်ကသွားတယ်အဲ့ဒီမှာ prophet future စပြည့်ဆိုအဲ့ဒီမြေကလေးကအဲ့ဒီဂျိုးမဖြစ်ဘူးဆိုရင် prophet prophet future ကပြည့်စုံမှာပေါ့ဆိုတော့ဒီနေ့ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားကသူ့ရဲ့စကားအရင်ပြောတယ်အဲ့ပြောတဲ့အတိုင်းသူအလုပ်လုပ်တယ်အဲ့ဒီပုံမှာယုံကြည်သူတွေသူ့ကိုလိုက်လျှောက်တဲ့သူတွေကသူ့စကားနောက်မှာ လျှောက်လိုက်တာဖြစ်ဒီနေ့အဲ့ဒီမှာအเจ้าရကိုကျွန်တော်တို့ချိတဲ့အခါမှာအဲ့ဒီထိုးရွာမှာချိတောင်းရရှိတော့မြေးမနဲ့ရေကလေးကိုတင်းတို့ဒီချက်ချင်းတွေ့တယ်မြေးချုပ်ကိုဖြည့်ပြီးငါထံကိုဆောင်းလိုက်ဆိုတော့တခင်ကပြောလိုက်တယ်သူတို့သွားတယ်သူတို့လည်းဘာမှမသိဘူးနော်အဲ့ဒီလူကြောက်ကိုသွားပြီးအလွယ်တကူမြေးပြီးပါဆိုရင်လူစိမ့်ကြောက်ကဘူးမှပြီးပါဒါမဲ့တခင်ရှုအတိအကျမှာတခင်အလိုရှိပြီးဘုရားပြောပါတယ်ဆိုတော့ ဲ့လိုပြောလိုက်တာနဲ့အဲ့ဒီလူကလည်းပေးလိုက်ပေးရတယ်။ဆိုတော့အဲ့ဒီအရာက prophet future ပြည့်စုံတဲ့အကြောင်းဖြစ်တယ်။အငယ်၄ရောက်တဲ့အခါမှာကျွန်တော်တို့အခုချမ်းသာမှာဖတ်နေရတယ်ဆိုကျွန်တော်တို့ကြည့်ကြည့်ပါအငယ်၄မှာထိုအကြောင်းအရာကတေဤအရှင်မင်းကြီးအရှင်မင်းကြီးဆိုတာကိုကျွန်တော်တို့ highlight လုပ်ကြည့်။အဲ့ဒီအရှင်မင်းကြီးဆိုတာ prophet future ရှင်ဘရင်ကြွလာတယ်ဆိုတဲ့အရာကိုပုံဆောင်ချက်ဖြစ်တယ်။ဒါပေမဲ့ထူးခြားချက်ကဘာသွားတွေ့လဲဆိုရှင်ဘရင်ဆိုလို့ရှိရင်ပုံမှန်အဖြစ်ပါရှိတယ် ငဲမရှိဘူးပါစီလည်းငင်းစီတာပဲရှင်ပြတကယ်စစ်တိုက်တဲ့ညီအာ sorry ညင်းအာညင်းပေါ့နော်တကယ်ပဲတေချာ trainer တဲ့တကယ်ပဲလှပတဲ့ကြီးလိုက်တာနဲ့ထဲဝါတဲ့ညင်းကိုစီးပြီးဘယင်နေရလားဒါပေမဲ့ထူးခြားတာကျွန်တော်တို့ရဲ့သခင်ကဘယင်ဟုတ်တယ်ဒါပေမဲ့သူပါစီလဲဆိုတော့ညင်းမနဲ့ညင်းကလေးကိုစီးတယ်အဲ့ဒီညင်းမနဲ့ညင်းကလေးကပါကိုပုံဆောင်ချက်ဆိုလဲဆိုတော့ peace တတိယပြင်ညင်သက်ရှင်ကိုတည်ဆောင်ပါ အဲ့ဒီဘရင်ကကြတော့စစ်တိုက်ဖို့သူ့ရဲ့ဂုံရှင်ဘွားကိုတည်လာတဲ့ဘရင်မဟုတ်ဘဲနဲ့သူ့လာတာဘာတည်ဆောင်ပါလဲဆိုတော့ညီသက်ချင်းကိုတည်ဆောင်ပါပြီးတော့လူတွေကသူ့စီကနေညီသက်ချင်းရတော့လို့ဆိုရဲပုံဆောင်ချက်ပြည့်စုံတာဖြစ်တယ်ဆိုတော့တခင်ကအဲ့ဒီနေရာကိုကြွလာတယ်ဆက်ကြည့်ရဲ့အခါမှာဒါပြည့်စုံလဲဆိုတော့အငငါမှာ prophet ရဲ့တုတ်ကျွတ်ပြည့်စုံနေကြအဲ့ prophet ကဘယ်လိုလဲကျွန်တော်တို့အာ now slide လေးပြန်ကြည့်ရအောင်အဲ့မှာ prophet အစာခရစ်ဖြစ် prophet ကဒီတော့ဖတ်ကြည့်ပါခုနကျမ်းစာကိုဖတ်တာနော်ကျမ်းစာခုနကျွန်တော်ဖတ်လာတဲ့ငယ်ငါအငယ်6အငယ်9နဲ့အခုကျွန်တော်တို့ဖတ်တတ်အောင်ရှင်းပြကြည့် prophet ဖြစ်တဲ့လွန်ရတော့နှစ်ပေါင်း950ခပ်ဝန်းကျင်လောက်က prophet ဖြစ်ထားတဲ့နေရာကသူဖြစ်ဆုံးဒါဆိုရင်ကျွန်တော်တို့ဟုတ်နော်အာအရှင်နှစ်နှစ်သုံးနှစ်ကပြောတဲ့အရာဒီနေ့မှာဟာကြည်စမ်း ဟိုဗီဒီယိုဆရာပြောနေတာဒီနေ့မှလာပြီးပြည့်စုံဘူးသူရဲ့အပ်ပေါ့နော်နှစ်နှစ်သုံးနှစ်ကပြောရဲဒါပေမဲ့ကျွန်တော်တို့ကိုယ်ပွဲတဲ့ပြည်အားကလွန်ခဲ့သောနှစ်ပေါင်း900ကျော်ရပြောတဲ့အရာဒီမှာလာပြီးတော့ပြည့်စုံတာဘူးမှမပေါ်တော့ဖြစ်တယ်နော်ဒါတော့ဒုတိယတွေ့ကျွန်တော်တတိထားကျွန်တော်တို့ကိုယ်ပွဲတဲ့ပြည်အားက prophet ပြည့်ရင်ပြုထားတဲ့အတိုင်းပဲလုပ်တဲ့ပြည်အားဖြစ်တယ်ဆိုချစ်ချောင်းဇာခုရဲ့ငယ်ခန်းကြီးကိုအငယ်ငါ့ကိုတူပါဖတ်ချင်အောင်အိုးဇီးအောင်တို့တည်းအလုံးဝမ်းမြောက်တော့အိုးယေရုရှလင်မြို့တို့တည်းကျွေးကြော်ကြတော့ တရားအဖြစ်စီရင်၍ကဲခြင်းခြင်းတို့ရောက်တော်အခင်ပေဤရှင်မင်းကြီးသည်မြေမနှင့်မြေကလေးကိုစီ၍ညဉ့်ညံ့ပေွေသောစိတ်ဖြင့်သင်ရှိရာကိုကြွလာမှုကိုရှိရှိကဲအခုဖတ်တဲ့ဒီချမ်းဇာခုကိုကိုနဲ့ခုနကျွန်တော်ဖတ်ခဲ့တဲ့အင်းရဲ့လေးမာရီကစကြည့်သင်ဤရှင်မင်းကြီးစလာတော့ဟုတ်မှတစ်ထပ်တည်းဖြစ်ပရောဖက်ဖြစ်ချက်တစ်ထပ်တည်းကြီး ဒါပါလေကျွန်တော်တို့ဘုန်းကြီးတွေဖျားပရောဖက်ဖြစ်ချက်တနည်းအားဖြင့်ပြည့်စုံတယ်လို့သူပြောတဲ့အတိုင်းသူအလုပ်လုပ်ရဖျားဖြစ်တယ်သူကတိပေးရင်ပြည့်တဲ့အတိုင်းဖြစ်တယ်ဖျားဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရဖြစ်တယ်ဆိုတော့အဲ့ဒီနေရာမှာကျွန်တော်တို့နောက်တစ်ခါမှာပါတွေ့ရလေဆိုတော့အဲ့ဒီစီးလာတဲ့ဘုရင်ရဲ့အာပုံကိုစိတ်နေစိတ်ထားရတယ်သိချဘူးဘုရင်ဆိုတော့များသောအားဖြင့်သူ့ရဲ့အရှိန်အဟောင်ကိုပြမယ်သူ့ရဲ့တကူကြီးအကြောင်းကိုပြမယ်ဒါပေမဲ့တခင်ရှိရလို့ တခြားဘယင်တွေနဲ့မကြည့်အောင်သူကတိတ်ချားခြင်းနဲ့မြေးကလေးကိုစီးပြီးတော့အေးစီးစီးဝင်လာအဲ့ဒီမှာကျွန်တော်တို့လူသုံးစုကိုကျွန်တော်စပြုပါမယ်ဆိုတော့အခုကျွန်တော်တို့ပထမဆုံး slide ကိုတစ်ချက်လောက်ပြန်သွားပြပါမယ်နော်အဲတစ်ယေရှုရှင်မြို့တော်ကိုကြွလာတော့အခါတချို့တို့ကျွန်တော်အဲ့မှာမိသားတချို့တော့အဲ့မှာလူသုံးစုကျွန်တော်တို့တွေ့ပါတယ်ဒါပထမတစုအဲ့ဒီစုကဘယ်လိုလဲဆိုတော့တချို့တို့ဒီအစင်တဲ့ဖြစ်ရရှိတခင်ယေရှုကြွလာပါဘူးအစင်တဲ့ဖြစ်နေလူ တစုကရှိ ው ရှိသူတို့ကဘာကြောင့်စင်တဲ့ဖြစ်နေလဲဆိုတော့ဒီ prophet ပြုချက်တွေအနာဂတ်ကျမ်းတွေကိုစစ်စစ်ကြည့်ဖတ်တယ်တနည်းအားဖြင့်ကျမ်းလာဖတ်တယ်ပေါ့ကျွန်တော်အခုခင်ဗျာဆိုအပေါ်ရဖတ်တာမဟုတ်ဘူးเนาะစစ်စစ်ဖတ်ဖတ်နေတဲ့အခါမှာပဲလေပါလဲဆိုတော့ဟာဘာလို့ဟုတ်ဇာခရီပြောတာလဲကျမ်း prophet ပြုချက်ကဒီမှာကြည့်ရင်ယေရှုဆိုတဲ့မြေကြီးကလေးကိုစီးပြီးဝင်လာဒီမှာစီးအောင်ပြုမြေကြီးကိုစီးပြီးလာရရှင်တယ်တစ်ထပ်တည်းမဖြစ်ဘူးဖြစ်နေတော့အဲ့ဒီလူက ဲ့လူတွေဟာငါတို့ရဲ့တခင်ကြွလာပြီဆိုတော့တိပြီးတော့ကြိုဆိုကြတယ်ဒါကြောင့်ခုနကလေးတွေကျွန်တော်တို့ကိုဘယ်လိုပြောမှာပေါ်ကြရဲ့ဟိုဇန်နာဟိုဇန်နာဟောရှနာဟောရှနာဆိုရင်အတိတ်ပြန်ပါလေဆိုတော့ save us ကျွန်တော်တို့ကိုကယ်ပါကျွန်တော်တို့ကယ်ပါဆိုရင်အတိတ်ပြန်ပြန်ဖြစ်ဒါကသမလူတစုနော်ဆိုတော့ခုန slide ပထမတိတ်မှာလူတစုကပါလေစင်တဲ့ဖြစ်နေတဲ့လူတစုကိုကျွန်တော်တွေးရတယ်ဆိုတော့ဒုတိယ slide အငယ်နှစ်ပေါ့နော် sorry ဒုတိယ slide မဟုတ်ဘူးအအချက်နှစ်ကိုကျွန်တော်တို့သွားမယ်ဆိုရင်ယေရှုကမြို့တော်ကိုကြွလာတော့ကတချို့လို့ဒီအဲ့ဒါကြတော့နောက်လူစုဖြစ်သွားတယ်အဲ့ဒီလူစုကဘာလဲဆိုတော့ခြေနဲ့ဘလို့ခြေနဲ့တာလဲဆိုတော့သူတို့ကသူတို့တတ်မှတ်ထားတဲ့သူတို့ထင်ထားတဲ့ပုံစံနဲ့ဟောသခင်ကြွလာတယ်သူတို့ကဘလို့ခြေနဲ့ဆိုတော့အဲ့ဒီနာဇရက်မြို့ကလာတဲ့ယေရှုကဘာလဲဆိုတော့အဲ့ဒီအချိန်က ဂျူးလူမျိုးတွေယူဒလူမျိုးတွေကဘာဖြစ်နေလဲဆိုတော့တကယ်ကျဲဒီယောမလူမျိုးရဲ့အဲထိတ်ချုပ်ခြင်းအောက်မှာရှိနေသူတို့ကဘယ်တွေကနေလွတ်မြောက်ခြင်းနေလဲဆိုတော့ယောမဘရင်ကြီးထိတ်ချုပ်တဲ့အောက်မှာလွတ်မြောက်ခြင်းဒါကြောင့်သူတို့ကဘယ်သူကိုပြောနေလဲဆိုတော့ခုနပရောဖက်ကပြုခဲ့တယ်เนาะငါတို့ရဲ့ဘရင်ကြွလာမယ်ဆိုလို့ရှိရင်အဲ့ဒီဘရင်ကဒီယောမလူမျိုးရဲ့လက်ထဲကနေကဲပြီးဆိုပြီးတော့ရှုံချရတဲ့လူစုကသူတို့ကအဲ့လိုအမြင်နဲ့သခင်ကိုပြောတယ်သူတို့ကလည်းသခင်လာတော့တွေ့တဲ့အခါဟာ ငါတို့ရဲ့ပြည်ရင်လာတယ်ငါတို့ဂျူးလူမျိုးရဲ့ပြည်ရင်လာတယ်ဒါဆိုရင်ဒီယောမလူမျိုးတွေကိုပြန်တိုက်မယ်ငါတို့ပြည်ရင်လာမှာဆိုပြီးအားရှိပြီးတော့ကျေနပ်တယ်အဲ့ဒါဒုတိယလူမျိုးစုဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့အာ slide ၄ကိုကျွန်တော်တို့ကြွားပြရအောင်ရဲ့ရှစ်ကဘုံပါကျွန်တော်တွေ့ဒီကဖတ်ကြည့်အောင်ဒီ slide အတိုင်းမသိများစွာသောလူတို့သည်မိမိတို့အဖို့ကိုလမ်းလိုက်ခင်ကြပြီးအချို့တို့သည်တိတ်ကြိုက်တိတ်ခတ်များသို့ခင်ကြပြီး ငယ်ကိုရှေ့နောက်လိုက်သွားတော့ဆံရံများတို့ကဒါဝိဒ်ဤသားတို့ဟာဟောရှနာဖြစ်စေသည်ထာဝရဘုရား၏ခွင့်နှင့်ကြွလာတော်မူသောသူသည်မင်္ဂလာရှိစေသည်ကောင်းကင်ဘဝကိုဟောရှနာဖြစ်စေသည်ဟုကြွေးကြော်ကြတယ်ဆိုတော့အဲ့ဒီလူစုကလည်းယေရှုကိုတကယ်ပဲဟောရှနာသခင်နော်ကျွန်တော်တို့ကိုကယ်ပါကယ်ပါဆိုပြီးတော့ပုံစံမျိုးနဲ့ကြွေးကြော်ကြတယ်အဲ့ဒါလည်း prophet ဖြစ်ကြတယ် အဲ့ဒီအငယ်၈နဲ့၉ရဲ့ prophet future ကဘာမှရှိတယ်ဆိုတော့စာလံကျမ်းခန်းကြီး128ငယ်25 26အခုကျွန်တော်ထိုးထားတဲ့ slide ဆိုတော့ဒါလည်းဒီခုတမဟောင်းမှာ prophet ဖြစ်ထားတဲ့နော်စာလံကျမ်းခန်းကြီး128ငယ်25 26ကိုကျွန်တော်အတူတူဖတ်ကြည့်အောင်။ "Oh Tara Pia, kete do muba hu taung na cha yi. Oh Tara Pia, kaung thi ming la lo pe do muba hu taung na cha yi. Tara Pia yi khwin ne chwa la lo" ်မင်္ဂလာရှိစေသည်။သာရဖျား၏ပြေတော်လေးကကျွန်ုပ်တို့ကိုရောကိုကောင်းချီးပေးကြ။ဆိုတော့အဲ့ဒီဆာလမာ prophet ဖြစ်တာချက်ကခုအငယ်၈နဲ့၉မှာလာပြီးတော့ပြည့်စုံတာဖြစ်တယ်။ဆိုတော့အဲ့မှာကြည့်တဲ့အခါမှာဆာလဂျန်၁၁၈အငယ်၂၅မှာအိုသာရဖျားကဲတင်တော်မူပါကဲတင်တော်မူပါဆိုတာခုနကဟိုဇန်နဟိုဇန်နဆိုတာ safest ကဲပါဆိုတဲ့အတူတူပဲ ူတူပဲဒီဆာလက်ဂျမ်းမှာပြောထားတဲ့ကဲပါကဲပါလို့ဂျူးလူမျိုးတွေเนาะအဲ့ဒီမှာတော့ဒါဝိတ်ဒါဝိတ်မင်းကသူ့လူမျိုးတွေကိုပြန်ဟိုကဲဖို့ရတော့သူ့လူမျိုးတွေကတောင်းလျှောက်တယ်လို့ဆိုတော့ဒီမှာသခင်ယေရှုကိုအဲ့ဒီလူစုကကဲပါကဲပါဆိုပြီးတော့ဟောခေါ်တယ်ဒါပေမဲ့သူတို့ရဲ့သူတို့ရဲ့မြင်လာတဲ့အမြင်ကတော့ဘယ်တွေကကဲခိုင်းတာလဲဒီယောမအရင်ယောမအုတ်ထင်းကကြီးကဲဖို့သူတို့ကပြောနေတာဖြစ်ဒါကဒုတိယလူစုဖြစ်တယ် ကဲကျွန်တော်တို့အငယ်အာနောက် slide ခုသွားမယ်ဆိုရင်သုံးခုမြောက်ဒီကျစုဆိုတော့အဲ့မှာကျတော့ယေရှုကြီးမြို့တော်ကိုကြွလာတော့ခါအဲ့ဒီအချို့တို့ဒါနောက်တစ်စုသူကစိတ်ရှုပ်ထွေးကြတယ်တနည်းအားဖြင့်စိတ်ပြတ်သွားတယ်စိတ်ထဲမှာအဆင်မပြေဖြစ်သွားတယ်အဲ့ဒီလူကဘာလုပ်လဲဆိုတော့ကျွန်တော်တို့ရဲ့ခဏခဏယေရှုနဲ့အမြဲတမ်းတိုက်ခတ်လို့ရတဲ့ parish ရဲ့စက်တီတယ်အဲ့ဒီလူကကြတော့သူတို့ကတခုခုဆိုယေရှုပါလို့နဲ့ သူတို့အဖြစ်ရှာသူတို့က prophet ပြုချက်တွေကိုသူတို့ကအားကုန်ဆောင်လာတဲ့သူတကယ်တော့ကျမ်းစာကိုအရန်သိတယ်အရန်တတ်တယ်ဒါပေမဲ့တကယ်သခင်မြေကြီးစီးလာတော့တွေ့ပြီးတော့ဝမ်းသာမယ်စာချိန်နဲ့မယ်စာသူတို့ကဘာဖြစ်လဲဟာဂျီနူမတ်လားဘာလို့ဘာလို့ဘာသာရေးကိုပြဿနာဖြစ်အောင်လုပ်နေလဲသူဆိုပြီးတော့သူတို့ကယေရှုကိုတနည်းအားဖြင့်အာစစ်ကွက်တဲ့သူတွေအဲ့ဒီလူတွေဖြစ်တယ်ဆိုတော့အဲ့ဒီငွေ30ငွေ30စက်တိတ်ကိုအတူတူဖတ်ကြည့်အောင်တွေ့တယ် ယေရုရှလင်မြို့သို့ဝင်တော်မူသောအခါတမျိုးသောအုပ်အုပ်ကလေးဖြတ်၍ဤသူကအသေးသေးမျိုးပြောင်းကြောင်းစတိလူစုဝေးတို့ကဤသူသည်ဂါလိလဲနာဇရက်မြို့၌ပေါ်ထွန်းသောပရောဖက်ယေရှုခရစ်သည်ဟုပြောဆိုကြသည်ဒီမှာတော့ဆယ်နဲ့ဆက်တဲ့ကအမေးနဲ့အဖြစ်အငယ်30မှာကပါရီရှဲတွေကသူတို့ကဟိုဘယ်လိုပြောမလဲဟိုဒီခရစ်တော်နောက်တိုင်းရဲ့လူတွေကိုရွှဲတယ်လို့ ဟာမင်းတို့ပြောနေတဲ့အဲ့ဒီယေရှုကဘူးလဲကွာပြောပါဦးအဲ့ဒီလေးတဲ့တကယ်တော့တော့မင်းတို့ပြောနေတဲ့ဒီကြီးစစ်လာတဲ့ဆိုတာဘူးလဲ तू ကဘာဘူးမလို့လဲမင်းတို့ကချုပ်နေကြအဲ့ဒီလေးတဲ့လည်းသူတို့ကပြောတာဘယ်လိုလဲဒီကြွလာတဲ့ခါမှာဤသူကပဲတည်းတကယ်တော့သူတို့ပြောတဲ့စိတ်နဲ့စိတ်ထားခုနကပြောနေတယ်ဒါမဲ့လူစုဝေးခရစ်တော်နောက်ကိုလိုက်နေတဲ့လူအုပ်စုရာဘာပြန်ပြောလဲဆိုတော့ဤသူကဂါလိလဲပြည်နာဇရက်မြို့၌ပေါ်ထွန်းသော prophet ယေရှုဖြစ်တယ်လို့ပြောဆိုအဲ့ဒါလည်း prophet ဖြစ်ချက်ပြည့်စုံတာပါ ဒီ Nazareth ပြည်ကနေ prophet ပေါ်လာပြီဆိုရယ် project အဲ sorry prophet project ပြည်စုံလာတဲ့အရာကိုလည်းဒီမှာကျွန်တော်တို့တွေ့ရပြီဖြစ်တယ်။ဆိုတော့ဒီနေ့အတန်ရင်ဂတ်ကိုနော်ဥတီပြီးတော့ကျွန်တော်စင်တင်တဲ့အခါမှာယေရှုကဒီမြို့ထဲဝင်လာတာဒီအရာလေးပဲမဟုတ်တယ်မဟုတ်ပဲနဲ့ဒီနေ့ရှင်ဘုရင်မြို့ထဲဝင်လာတယ်ဆိုရယ်အရာကိုကျွန်တော်တွေ့ရပြီဓမ္မတစ်ချက်အဲ့ဒီမှာကျူစုတဲ့လူသုံးစုကိုသွားတွေ့ရတယ်နော်ဒီနေ့ကျွန်တော် highlight လုပ်ထားတဲ့သုံးစုပေါ့ပထမတစ်စုကတကယ်ပဲ ဒီဘုရားရဲ့ကျမ်းစာတော့တနည်းအားဖြင့် prophet future တွေကိုအများရန်စစ်စစ်စစ်ပြင်းပြတစုတနည်းအားဖြင့်ဒီနေ့ကျွန်တော်တို့အဲ့ဒါကိုပြန်ဆင်ခြင်ဖို့ရှိတယ်ကျွန်တော်တို့ကအဲ့ဒီလိုဒီမျိုးတွေမှာပါရတယ်ဒီနေ့နှုတ်ပတ်တော်ကိုဟိုဖတ်တဲ့အခါမှာသူတစ်ပါးเนาะအဖက်သုံးရလို့ဒီတစ်ပါးကိုတိုက်ခတ်လို့ဒီတစ်ပါးကိုပြောဖို့လားဒါမှမဟုတ်ဘာလို့သခင်ပါပြောလဲစိတ်လုံးထဲမှာထားပြီးတော့ကျမ်းစာ future တွေကဘယ်လောက်ပြည့်စုံနေလဲဆိုတာစစ်စစ်ကြည့်ရတယ်ဖြစ်တယ်ဒီနေ့အဲ့ဒါကိုကျွန်တော်ပြန်ပြီးတော့တတိထားစီဖို့အာ ဒီနေ့ဒီနှုတ်ဘတ်တော်နဲ့ပြင်ဆင်ဖြစ်တယ်ဟမ်ဆိုတော့အငယ်ပထမတစ်ချက်ကိုကျွန်တော်ပြန်ပြောရင်ယေရှုမြို့တော်ကိုကြွလာတော့တာနော်အာ sorry အငယ်ဟိုပါတော့တစ်တစ်ကိုကျွန်တော်ပြန်ပြောနေရတာအငယ်တစ်ကဆိုလို့ရှိရင်အဲ့ဒီမှာဘာတွေ့ရလဲဆိုတော့မြဲမနဲ့မြေကလေးကသခင်ယေရှုကိုစီးခံစီးပြီးတော့မှမြို့ရဲဆိုကိုဝင်သွားတယ်အဲ့ဒါကဒီနေ့ကျွန်တော်တို့ကိုတရားပြစာဆင်ခြင်စီလဲဆိုတော့ ဒီနေ့အင်းမနဲ့မြေကြီးကဒီနေ့အသင်းတော်ကိုပုံဆောင်ချက်ဖြစ်တယ်။အသင်းတော်ဆိုတာဘာလဲဆိုတော့ဒီနေ့ယုံကြည်သူတွေသင်တဲ့ချက်လုပ်ကဒီမြေကြီးကခရစ်တော်ကိုယူခြင်းပြီးတော့မြို့ထဲဝင်သွားပြီးသင်တဲ့ချက်လုပ်ကခရစ်တော်အသင်းတော်ဆိုတာခရစ်တော်ရဲ့ message ခရစ်တော်ကိုယူပြီးတော့လောကထဲမှာကျွန်တော်တို့ပြန်ပြီးတော့ဖြန့်ဝေရဲ့သူဖြစ်တယ်အဲ့ဒီအောင်ကျွန်တော်တို့ပြန်ပြီးတော့စင်ကျင်ဖို့ဖြစ်တယ်။ဒီနေ့သင်တဲ့ချက်တော့ကမြဲမနဲ့မြဲကလေးတို့ကိုခရစ်တော်ကိုစီးခံတယ်။ခရစ်တော်ကိုယူတင်ဝတ်ဆောင်ဖို့တူတယ် ဖြစ်ပြီးတော့လောကထဲကိုတင်တဲ့ချက်တော့ခရစ်တော်ကိုဖြန့်ပေးတဲ့သူဖြစ်ပြီပါနံပါတ်1ချက်အဲ့ဒါကျွန်တော်တို့ပြသခြင်းဖြစ်တယ်နံပါတ်2တစ်ချက်ကယေရှုလောကောက်ကြလာတဲ့အခါမှာအဲ့ဒီခုနတချို့လူကခြေနဲ့ကြတယ်ဆိုရင်လူအုပ်စုကပါလဲဆိုတော့ဒီတနင်္ဂနွေနေ့မှာယေရှုကဖန်ဆက်တဲ့တနင်္ဂနွေနေ့မှာမြို့ထဲဝင်လာတယ်အဲ့ဒီလူအုပ်စုကပဲเนาะခုနဟောရှနာဟောရှနာလို့ပေါ်တဲ့လူစုကပဲကြာတာတွင်နေလဲရောက်လေရောက်တော့ အဲ့ဒီသူကိုဖမ်းပါသူ့သူကိုဖမ်းပါကားလိုက်ခြင်းပါဆိုတာလေအဲ့ဒီရောစုပဲဖြစ်တယ်နော်ဒီစန်းလေးမှာတော့အကူတော့လာပါကြွပါဘယင်ပါဆိုပြီးပြောတဲ့ဒီရောစုကလည်းဒီကြာတာအရင်းကြီးရောက်လေရောက်တော့ခရစ်တော်ကိုမလုပ်ခဲ့ဘူးလေကားစင်ခြင်းနဲ့သူပြန်ဖြစ်သွားဒါကြောင့်စင်ကျင်စရာတင်တဲ့ချက်တော့ကစန်းလေးမှာတော့ကျွန်တော်ခရစ်တော်ကိုဟာငါတို့ရဲ့တခင်ငါတို့ရဲ့ရှင်သူကိုကိုယ်ွယ်ပြီးတော့တနစ်လာနေရောက်လေရောက်တော့အကူတော့ sorry ကျွန်တော်လုတ်ချင်တာလုတ်လိုက်ဒီနေ့ကျွန်တော်ရဲ့ကိစ္စရည်အရေးကြီးရယ်ကိုရောကိုနောက်မှာကိုယ်ွယ်မယ်နော် ဖြစ်သွားတယ်လူတွေဖြစ်နေတာဒီနေ့ကျွန်တော်တို့အဲ့ဒါပြန်လဲစင်ကြယ်တော့ဖြစ်တယ်တတိယတစုတတိယတစုကတော့ခုနရှင်းတယ်ဘာရီရှယ်တွေကသူကတော့လုံးဝအပြတ်လဲခရစ်တော်ကိုအစတဲ့ဟုပါကယ်တင်ရှင်ဖြစ်တဲ့မသက်ဘူးဘယင်ဖြစ်တဲ့မသက်ဘူးသူတို့ကပါလဲသူတို့ရဲ့ရှံသူဖြစ်တဲ့သူတို့ရဲ့ဘယ်လိုပြောမလဲဇလိထုံးစံတွေကိုဖြတ်မဲ့သူဆိုပြီးတော့ခရစ်တော်ကိုအတိုက်ခံတော့တယ်နောက်ဆုံးကားစင်တင်ပြီးတော့အပြစ်တက်တာအဲ့ဒီလူစုဖြစ်တယ်ဒီနေ့တင်တဲ့ချက်တော့ကခရစ်တော်ကိုအတက်တာရဲ့မှာနေ့တိုင်း ဘယ်လိုပြောမလဲလက်မခံဘူးတောင်ကခရစ်တော်ကိုဟိုဘယ်လိုပြောမလဲယံသူဖြစ်နေထားတဲ့သူဖြစ်နေတယ်ကျွန်တော်စိတ်လုံးသားတွေမှာအဲ့ဒါပြန်ပြီးတော့စင်ကျင်ပြီးတော့ဒီစင်ကျင်ဖို့เนาะတိဆောက်ပြန်ရတော့လေအဲ့ဒါအကြည့်ပေးချင်ပါဒါကြောင့်ဒီနောက်ဆုံးအချုပ်အနေနဲ့ဒီဒီသုံးခုစလုံးကိုကျွန်တော်ဒီ highlight လုပ်မယ်ဆိုရင်လူသုံးစုရှိတယ်ဓမ္မတစုကတခင်ကိုကြိုဆိုရဲစိတ်ကလေးနဲ့ကြိုဆိုရဲတခင်ရဲ့ဖြစ်နေရှင်ဘုရင်ဖြစ်နေတတ်ခံတယ် လူအုပ်စုထဲမှာဒီနေ့ကျွန်တော်တို့ပါနေတာဒါမှမဟုတ်ကျွန်တော်ကဒုတိယဖက်ထဲမှာဖြစ်နေတာဒါမှမဟုတ်ကျွန်တော်ကတတိယဖက်ထဲမှာဖြစ်နေတာဒီနေ့ပြန်ပြီးတော့ပြင်ဆင်ဆင်ပြေဖို့ဒီနေ့နှုတ်ကပတ်တော်ကသင်ကိုတတိပေးနေဖြစ်တယ်တကယ်တော့ဒီနေ့ဖန်ဆန်းတဲ့ဆိုတာကရှင်ဘရင် prophet တွေပြုပြုချက်တွေပြည့်စုံတဲ့ရှင်ဘရင်ကဒီနေ့ပြန်လာဖို့ရဲ့အဲ့ဒါကိုသိရုံဒုတိယချင်းပြန်ကြွလာအဲ့ပြန်ကြွလာတော့မဲ့အချိန်မှာတော့သင်ရင်စင်စစ်ဖြစ်ပြီခုနကျွန်တော်ညီအကိုတွေတက်တဲ့ခံသွားတော့လုံးဝကွက်တိ မနဲ့ပြန်ပါလဲဆိုတာမသိကြဘူးဆိုတော့ဒီနေ့အဲ့ဒီသခင်ကအကြည့်ကြပြောပါတယ်ကောင်းကင်တက်ခံဒီမှာငါပြန်လာတယ်ဒါမဲ့ဒီတစ်ခေါက်ပြန်လာမှာတော့မြေကလေးစီးပြီးပြန်လာမှာမဟုတ်ဘူးဒီကေဒါရိတ်ချမ်းမှာပြောရတယ်ငင်းကိုစီးပြီးအဲ့ဒီငင်းကမှငင်းဖြူကိုရှင်းပြီးတော့စီရင်မဲ့ပြီးဖြစ်လာတယ်ဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကတော့လာတာကျွန်တော်တို့ကိုကယ်တင်ဖို့အစီအကံဖြစ်နေလာတယ်เนาะကျွန်တော်တို့ရဲ့သခင်ဖြစ်နေလာခဲ့သွားတာဒါမဲ့ဒီနေ့ပြန်လာမှာကျတော့စီရင်မဲ့ပြီး စီရင်မဲ့တခင်ဖြစ်တယ်ဒါကြောင့်ချစ်တော်ညီကိုမတော်ဒီနေ့အချိန်ရှိတော့မှတတိချောင်းဒီနေ့မနက်ပြန်တခင်ပြန်လာရင်တင်သစ္စာရှိစွာနဲ့ငါတခင်ပြန်လာအစင်းသစ်ဖြစ်လာနော်ငါတို့ငါတို့မိသားစုတွေငါတို့အလုပ်ကိုင်းတွေရှိဟုတ်တယ်ကျွန်တော်တို့လုပ်ရှားရှိရနေ့တိုင်းလုပ်နေတာဒါပေမဲ့တစ်ဖက်မှာငါတို့တခင်ပြန်ကြွားလာတယ်ခုနညီကိုတွေတတ်တဲ့ခံတွေကျွန်တော်တို့မြန်မာနိုင်ငံဖြစ်တဲ့အရာရမ်းမဲ့အစင်းမပြေဖြစ်တဲ့နော်စိတ်သက်တွေဘယ်လိုပြောမလဲစိတ်သက်ကြကြည်နေတာပဲကျွန်တော် လူမျိုးတွေခံစားရတာစိတ်မပြေဘူး။ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့ဘာဝန်ကြီးဖြစ်နေလို့ဆိုတာကလောကမှာဖြစ်နေဖြစ်ရမယ့်အရာဖြစ်နေ။အဲ့ဒါတွေကိုကြည့်ပြီးတော့ကျွန်တော်ဘာဖြစ်လဲ။ကိုရောကျွန်တော်ကျမတော့ကိုရောပြန်လာတဲ့အခါမှာကျွန်တော်တို့အစ်စင်တင်ဖြစ်ပါဘူး။ကျွန်တော်တို့ပြင်ဆင်ထားပါဘူး။ကျွန်တော်အသက်တာက ready ဖြစ်ပါပြီဆိုရဲရပြီပြင်ဆင်တာကိုဒီနေ့ဒီနှုတ်ပတ်တော်ကဒီພັນစံလေးဒီတန်ရင်ကတနည်းဝင်နေဆိုတော့ဒီနေ့ကျွန်တော်တို့ကိုတတိပေးနေတဲ့ဖြစ်နေဒီနေ့ခရစ်တော်ဒုတိယခြင်းပြန်ကြွားပါမယ် တင်စင်နေဖြစ်တယ်တကယ်လို့တင်စင်နေဖြစ်နေပြီဆိုရင်ကောင်းတယ်ဒါပေမဲ့တင့်ပတ်ဝင်ခြင်းမှာတင့်ရဲ့မိသားစုနဲ့မှာပြည်စုံကြောက်တာအစင်သင်းမဖြစ်သေးဘူးဆိုရင်ဒီနေ့နှုတ်ဘတ်တော်ကိုယုံကြည်တဲ့ကြာယေရှုကြောင့်စမိတ်ဆက်တယ်ယေရှုကတင့်ကိုချစ်တယ်ချစ်ယုံကြည်ကဘူးလွန်ခဲ့တဲ့နှစ်ပေါင်း၂ထောင်မှာလာပြီးတော့တင်နေကျွန်တော်ကားတိုင်းမှာတည်ခတ်တယ်အသွေးသွင်းတယ်၃ရက်မြောက်တဲ့နေ့မှာရှေ့ပြန်ထောက်ပြောက်ပြီးတော့ကောင်းကင်ကိုကြောက်တာခုပြန်လာတော့အဲ့ဒါလေးကျွန်တော်ပြောပြပြီးကျွန်တော်မိသားစုနဲ့မှာရှိတယ်အဲ့ဒါလေးပြောပြပါစံနာကဘုရားလည်းလုပ်ပါလိမ့်မယ် တို့စိတ်နှလုံးကိုပြင်ဆင်ပေးပြီးတော့တို့ကိုအတ္တတာကိုကြီးဆောက်တာဖရားဖြစ်တယ်ပြောရမှာကျွန်တော်တောင်းပြောပေးပါဒါမဲ့ဖရားကတို့ရဲ့အတ္တတာကိုတို့ကြည့်ပြီးတော့အဲလှုပ်ဆောင်ဖြစ်တယ်ဒါကြောင့်ချစ်တော်ကြီးကိုမှာမှာတို့ဒီနေ့သင်ဟာခရစ်တော်ကိုပြန်ကြွလာမယ့်အခါမှာစင်တင်ဖြစ်တယ်ဆိုရင်အရန်ဝတ်တာကိုကောင်းတယ်အရန်ဘယ်လိုပျော်ဖို့ကောင်းတယ်တစ်ဖက်မှာလည်း ပြင်ဆင်ထားဖို့ဒီနေ့ရက်တိုင်းပြင်ဆင်ဖို့ဒီနေ့နှုတ်ပတ်တော်ကကျွန်တော်တို့တတိပေးရရှိရဲဆိုတာဒီရှင်မာသဲခရစ်ဝင်ခန်းကြီး27ငွေ1ကနေ30အားဖြင့်ဒီနေ့နှုတ်ပတ်တော်အားဖြင့်ရောက်ချင်းစီကိုခေါ်အပ်ခြင်းပါပဲဒီရောက်ချင်းစီတိုင်းဖျားကောင်းကြီးရှိပါစေ။ဟုတ်ကဲ့ဆက်ထဲမှာကျွန်တော်ကရှေ့တစ်ပတ်နှုတ်ပတ်တော်အတွက်ပေါ့နော်။အချိတ်ပေးရင်လည်းကျွန်တော်ဒီဟာလေးကို highlight လုပ်လိုက်နော်။အဲ့ဒါပါလဲဆိုတော့ information ပဲဒါနှုတ်